ားလုံးပဲမင်္ဂလာပါရှင်။ရှင်မွားနိုင် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့တင်ဆက်ပေးသမယ့်ဇာတ်လမ်းလေးကတော့အံဖွဲညီကို၃ဦးလို့အမည်ရတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and subscribe နဲ့ share ခဲ့ဖို့လည်းမမေ့ကြနဲ့နော်။တခါတော့ငါပေါ့ကွယ်။စွန်စားသွားလာရတာကိုကြိုက်တဲ့ညီကို၃ဦးရှိရဲ့တဲ့။တရက်တော့သူတို့၃ဦးဟာမတူညီတဲ့အရက်ဒေတာတွေကိုကိုစီသွားကြမယ်လို့ဆုံးဖြတ်ခဲ့ကြတယ် ဆယ်နှစ်ကြာတဲ့အခါပြန်ဆုံကြပြီးထူးခြားစံကျယ်ရဲ့လက်ဆောင်တွေယူလာကြမယ်လို့လည်းသဘောတူခဲ့ကြတာပေါ့အကြီးဆုံးညီကိုဟာအနောက်ဘက်ရက်ကိုခရီးထွက်သွားခဲ့တယ်။မြို့တစ်မြို့ကိုရောက်တဲ့အခါသူဟာထူးခြားတဲ့အရာဝတ္ထုတွေကိုတွေ့ရတယ်တဲ့။မျက်လဲစရာ၊ကကြေတဲ့တွေ၊ဂျွန်ဘာသမားတွေကိုမြင်ရတာရှင်သက်ရှုမောစရာပဲတဲ့။အကြီးဆုံးညီကိုဟာထူးခြားတဲ့အရာတွေကိုလက်ပတ်ကြည့်ရှုခန်းစားတယ်။ဒီလိုထူးဆန်းတဲ့မြို့မှာလှည့်လည်ကြည့်ရှုနေတော့ မျက်လဲဆရာတယောက်ကိုတွေ့လိုက်တယ်။မျက်လဲဆရာဟာလက်ထဲမှာဖန်ပေါ်လုံးကြီးတစ်ခုကိုကင်ထားတယ်တဲ့။ဒီဖန်ပေါ်လုံးဟာကဘာပေါ်မှာရှိတဲ့နေရာတွေကိုသူ့ပြချင်ရပြနေရပါပဲ။ထူးခြားတဲ့နေရာအစုံကိုမြင်နေရတယ်။ငါဒီဖန်ပေါ်လုံးကိုလိုချင်လိုက်တာငါညီကိုတွေကိုပြဖို့အတွက်ထူးခြားတဲ့အရာတစ်ခုပဲလို့သူကတွေးမိတယ်တဲ့။မျက်လဲဆရာကိုတွေးမိလိုက်တယ်။ဖန်ပေါ်လုံးကဘယ်လောက်လဲ။မင်းစီကဝယ်ပြရစီ။ပထမတော့မျက်လဲဆရာက ယောင်းချင်ဘူးချက်ပေမဲ့အကြီးဆုံးညီကိုကအကြကြီးပြောနေပြီးဈေးလဲတိုးပြီးနေရမှုနောက်ဆုံးရောက်မှုသဘောတူလိုက်တယ်ယခုခါတော့ဖန်ပေါ်လုံးဟာအကြီးဆုံးညီကိုရဲ့ပစ္စည်းဖြစ်သွားပြီဒုတိယညီကိုကတော့အရှိရက်ကိုခရီးထွက်လာခဲ့တယ်ဘယ်ကိုပဲရောက်ရောက်စိတ်နှလုံးနဲ့မျက်လုံးကို ဖွင့်ထားလိမ့်ရဲ့တဲ့ညီကိုရေစီယူဆောင်သွားဖို့ထူးခြားရဲ့လက်ဆောင်ပါများရှိမလဲလို့ရှာနေရပါ တရက်တော့သူဟာဘုံကလေးတင်းရင်ကော်စောရင်ရောင်းချနေတဲ့ ဈေးတဲကြီးတယောက်ကိုတွေ့ခဲ့ဘုံတန်ကျောင်းစိတ်ဝင်စားပြီးကော်စောဆိုင်ကိုဝင်ကြည့်လိုက်တယ်ဈေးတဲကြီးကဘုံတီးရင်အတန်ပြူတယ်ကော်စောတွေရောက်နေပြီဆိုပဲတိတ်လှတဲ့အစင်မျိုးစုံကော်စောတွေပါလားသူဟာကော်စောတွေကိုလိုက်ကြည့်နေရင်းနဲ့ကော်စောဘုံကြီးရဲ့အောင်နာကကော်စောတစ်ချက်ကလှုပ်ရှားနေရကိုတွေ့လိုက်ရတယ်ဒီကော်စောကထူးဆန်းလာကြည့်လားဒါဟာမော်ကော်စောပြန်မင်းတင့်ကိုတွားချင်တဲ့နေရကိုခေါ်ဆောင်သွားပြီးနိုင်တယ်ဒုတိယညီကိုဟာ ကော်စောတဲကြီးနဲ့ဈေးစကားဆိုပြီးရဲ့နောက်ကော်စောပြန်ကို ဝေလိုက်တယ်တဲ့ထူးခြားဆန်းချေလာတဲ့လက်ဆောင်ကိုညီကိုတွေကိုပြဖို့ယူသွားနိုင်တော့မှမို့သူဟာစိတ်ပျော်ရွှင်သွားခဲ့အငယ်ဆုံးညီကိုကတောင်ရက်ကိုခရီးထွက်သွားတာပါကျေးလက်တော်ရဲ့တခြားခရီးဆန်ငယ်တိုင်းလိုင်းနဲ့သူ့ညီကိုတွေစီကိုယူသားဖို့အတွက်ထူးခြားတဲ့အရာကိုလည်းရှာရသည်တောင်ရက်ဟာထူးခြားဆန်ကျေတဲ့တော်ကြီးတွေကြောင့်ထင်ရှားတယ်လीတရက်တော်တတိယညီကိုဟာ တတော်အုပ်တစ်ခုတည်းကိုရောက်သွားတယ်။ရောက်သွားတဲ့အခါမှာထူးဆန်းနေရာကိုသူသတိထားမိလိုက်တယ်။တပင်တပင်ဟာအခြားပင်တွေနဲ့တူကိုမတူဘဲပုံတံထူးကြနေတယ်တလဲတိပင်ပါပဲ။လိမ္မော်နီယံအပွင့်တွေဝေစားလို့နေတယ်။ဒီလောက်ကြီးမားတဲ့အပင်ကြီးမှာတလဲတိကတလုံးမဲ့တည်နေတယ်။ထူးကြပါပဲ။သူဟာတလဲတိကိုခူးယူလိုက်တယ်။သူ့လက်ထဲကိုတလုံးနဲ့တော့တလဲတိပါလာတာပေါ့။ဒါပေမဲ့သူခူးလိုက်တဲ့နေရာမှာပဲနောက်ထပ်တလဲတိတလုံးအပင်မှာထွက်လာတယ်။ ို့ပြီးထူးကြလာပြီတလဲတည့်ရဲ့ထိပ်ပြတ်ဟာဆော်လမွန်ဘုရင်ရဲ့တရဖူနဲ့အောင် တူနေပါတယ်တဲ့ဒီလိုထူးကြတဲ့အရာကိုတခြားညီကိုရင်းမြင်မှုအောင်ပြရမယ်ဆိုပြီးယူလာခဲ့လိုက်တယ်ထတ်သွားပြီးနောက်ပြန်လှည့်ကြည့်တော့တလဲတည့်ပင်ကြီးမရှိတော့ဘူးလေတေးကြပြီဒါဟာမော်တလဲတည့်ပင်ပဲဒီလိုနဲ့ဆယ်နှစ်ကြာကာလပြည့်တာခဲ့ညီကိုရင်းဟာတိုင်ပင်ထားကြတဲ့အတိုင်းပျော်ရွှင်စွာပြန်ဆုံကြတယ် သူတို့ဟာခရီးစဉ်အတွင်းမှာရခဲ့ကြတဲ့ထူးခြားစမ်းကျယ်ပစ္စည်းတွေကိုစိတ်အားထက်သန်စွာပြကြလေတယ်။စမ်းကျယ်လာပါပြီဆိုပြီးညီကိုရီးယားအပြန်အလှန်ချီးကျူးကြတယ်။အကြီးဆုံးညီကိုကပြောတယ်။ကဲကွာဖန်ပေါ်လုံးနဲ့ကနေဘာမြင်ရလဲကြည့်လိုက်အောင်မေ။သူတို့ဖန်ပေါ်လုံးကိုကြည့်လိုက်ကြတဲ့အခါမှာစိတ်မကောင်းစရာမြင်ကွင်းတစ်ခုကိုမြင်လိုက်ရတယ်။သူတို့စီကနေဝေးကွာလာတဲ့ဗရစ်နိုင်ငံတစ်ခုကမင်းသမီးလေးဟာဝေဒနာကိုအပြင်းအထန်ခံစားနေရတယ်တဲ့။ ညီကိုတို့ငါတို့သူ့ကိုကိုညီမဖြစ်မယ်လို့အကြီးဆုံးညီကိုကပြောလိုက်တယ်။ဒါဆိုလဲမြ мян လာကြဟေးလို့ဒုတိယညီကိုကပြောတယ်။သူတို့ဟာဒုတိယညီကိုရဲ့ကော်စောပြန်ပေါ်ကိုတက်လိုက်ကြတယ်။ဝေးကွာလာတဲ့တိုင်းနိုင်ငံကိုကော်စောပြန်ကြည့်နေတော့တာစက္ကန့်ပိုင်းလောက်ပဲကြာတယ်တဲ့တော်ဝင်နန်းတော်ကြီးရဲ့မှာတိုင်းနိုင်ငံရဲ့ဘရင်ကြီးဟာပူဆွေးဝမ်းနေနေတယ်တမားတော်တိုင်းကိုခေါ်ယူပြီးကုသခဲ့ပေမယ့်တမီးတော်လေးဟာမတက်တာပဲခုဆိုရင်ဝေဒနာဖြစ်စည်းနှိမ့်ဆက်မှုကို အပြင်းအထန်ခံနေရတယ် မင်းသမီးလေးအတွက်မျှော်လင့်ချက်မရှိတော့ဘူးထင်ပါရဲ့ဘယင်ကြီးကတိုင်းပြည်ကိုကြော်ညာထားတယ်သမီးတော်လေးရဲ့အသက်ကိုကယ်တင်နိုင်သူဘသူကိုမဆိုတိုင်းပြည်ရဲ့တဝက်ကိုပေးမယ်အမျိုးသားဆိုရင်သမီးတော်လေးနဲ့လက်ဆက်ပေးမယ်တယ်လေတတိယညီကိုရဲ့နားထဲမှာအတန်တစ်ခုကြားအောင်လာခဲ့တယ်။မှော်တလဲသည်မှော်တလဲသည်ဆိုပြီးတော့ညီကိုတုံးယောက်ဟာနန်းတော်ကိုတားခဲ့တယ်။တတိယညီကိုကသူ့ကုသကြည့်လို့ရမလားဆိုပြီးဘယင်ကြီးထံမှာခွင့်တောင်းတယ်။ဘယင်ကြီးဟာသမီးတော်လေးအတွက်အသက်ရှင်လို့ရှင်ညာ တိုင်းတစ်ပါးတိုင်းညီကို၃ရောက်ကိုကုတာခွင့်ပြုလိုက်တဲ့မင်းသမီးလေးဟာသူ့ရဲ့အဆောင်ခံမထဲမှာလှဲလျောက်နေရတယ်။တတရညီကိုကသူ့ရဲ့မော်တလေတီကိုထုတ်ပြီးမင်းသမီးကိုစားစီရင်နေရဲချုံများနေတဲ့တလေတီဖက်လေးတွေကိုတခုချင်းမင်းသမီးလေးကိုကျွေးလိုက်တယ်တဲ့။တတော်များများစားပြီးလို့စက္ကန့်အနည်းငယ်တွင်မှာပဲမင်းသမီးလေးဟာအာအင်တွေပြေဝလာခဲ့ရင်ဖြူရော့နေတဲ့မင်းသမီးလေးရဲ့ပါးတွေဟာသွေးရောင်ပြန်လွှဲလာတယ်။တိတ်မကြခင်မှာမင်းသမီးလေးကထထိုင်နေတယ်။ သူ့ကျမ်းမာရေးကောင်းသွားပြီဘယင်ချင်းနဲ့မင်းသမီးလေးဟာပျော်လွန်းလို့ဖတ်ထားကြတယ်ငါသမီးကိုကဲခဲ့တဲ့သူကိုလက်ဆက်စေလို့အမိန်တော်ချလိုက်တယ်အဲ့ဒီမှာညီကို၃ယောက်ရန်ဖြစ်ကြတော့တာပဲ၃ယောက်လုံးကမင်းသမီးကိုလက်ဆက်တင်တဲ့သူကသူတို့ပါပဲလို့ပြောနေကြတယ်လေအကြီးဆုံးညီကိုကပြောတယ်ငါရဲ့မော်ဖန်လုံးသားမပိုင်မင်းသမီးလေးနေမကောင်းဖြစ်နေရဘူးတောင်တိကျမှာမဟုတ်ဘူးတဲ့ဒါကြောင့်သူသားနဲ့မင်းသမီးလေးရဲ့ပူဇာရှင်နဲ့ဒုတိယညီကိုကသူပြောတာကိုသဘောမတူဘူး ငါရဲ့ကော်စောပြန်ချောင်းတာလင်အလင်အမြန်ရောက်လာကြတာလေဒီလိုမှမဟုတ်ရင်မင်းသမီးလေးတည်ရမှာပေါ့လို့ပြောရင် သူတားလင်မင်းသမီးလေးနဲ့လက်ဆက်တင်တယ်လို့ဆိုပြန်တယ်တတရညီကိုကပြောတယ်ဟေးမော်တလေးသည့်စိစန်းချောင်းတာသူပြန်ထလာနိုင်ခဲ့ရပဲငါတားလင်သူ့ရဲ့ကျင်ရတော့ဖြစ်တင်တယ်လို့ပြောလိုက်ပြန်ရောဒီတခါတော့အမြဲတမ်းညီညွတ်တဲ့ညီကိုတောင်းဟာမညီညွတ်ကြတော့ဘူးလေညီကိုတောင်းလုံးဟာတော်တယ်ရုပ်ရည်ချောမောတယ်ဘယင်ကြီးကဘသူ့ကိုပို့ပြီးသဘောတူတယ်ဆိုတာမရှိဘူးနောက်ဆုံးဘယင်ကြီးက ဒီလိုဝင်ဆုံးဖြတ်ပေးလိုက်တယ်။သမီးတော်လေးရေမင်းဟာလှပတဲ့ပြင်ဉာဏ်ပညာရှိသူလည်းဖြစ်တယ်။သူတို့သားသုံးဦးရဲ့ကဘသူကများသမီးတော်ရဲ့လက်တွဲပေါ်ဖြစ်တင့်တော်တလေကွယ်လို့မင်းသမီးလေးကိုမိလိုက်တယ်။မင်းသမီးလေးကအကြီးဆုံးညီကိုကိုမိလိုက်တယ်။တင်ဒီတိုင်းပြည်ကိုရောက်လာတော့မော်ဖန်ဘော်လုံးကပြောင်းလဲသွားသလားအကြီးဆုံးညီကိုကပြန်ဖြေတယ်မပြောင်းလဲပါဘူးတဲ့သူဟာဖန်ဘော်လုံးကိုထုတ်ကြည့်တိုင်းတိုင်းပြည်နိုင်ငံနေရာတွေကိုညင်းနေရုံပဲလေ မင်းသမီးလေးဟာဒုတိယညီကိုကိုမေးပြန်ရောဒီတိုင်းပြည်ကိုရောက်တော့တင့်ရဲ့ကော်စော့ပြန်ကတခုခုပြောင်းလဲသွားတာရှိပါသလားဒုတိယညီကိုကပြန်ပြေးရင်မရှိပါဘူးတဲ့အရင်လိုပဲကြံတန်းသွားနိုင်တုံးပဲလीနောက်ဆုံးတော့တတိယညီကိုကိုမင်းသမီးလေးကမေးပြန်နေတင့်ရဲ့မော်တလဲတီကရောပြောင်းလဲသွားပါသလားတဲ့ပြောင်းတာဗောမင်းသမီးလေးရဲ့ငါရဲ့မော်တလဲတီကိုမင်းကိုခွဲကြည့်လိုက်တယ်လीငါမှအရင်လိုပဲရှိပါတော့မလဲသူကခုလိုပြန်ပြေးလိုက်တော့မင်းသမီးလေးက သူ့ရဲ့ဆုံးဖြတ်ချက်ကိုကြေညာတော့တယ်။အငယ်ဆုံးညီကိုကိုလက်ဆက်ပါမယ်။ဘာဖြစ်လို့လဲဆိုတော့ကျမအတွက်လှုပ်ဆောင်ပေးခဲ့သူတွေထဲမှာသူကအဆုံလွတ်ရာဆုံးဖြစ်လို့ပါပဲတဲ့။ဘယင်ကြီးနဲ့ညီကိုတွေဟာမင်းသမီးလေးရဲ့ဉာဏ်ပညာကိုချီးကျူးပြီးသူ့ရဲ့ဆုံးဖြတ်ချက်ကိုလက်ခံတယ်။ဟုတ်တာပေါ့။အငယ်ဆုံးညီကိုရဲ့မော်တလေးတီးကအကုန်တလောက်ရှိသားပြီလေ။ကျန်တဲ့ညီကိုများကသဘောတူကြပါတယ်။ဘယင်ကြီးကလည်းဝမ်းမြောက်သွားခဲ့တယ်။ များမကြာခင်မှာပဲအငယ်ဆုံးညီကိုနဲ့မင်းသမီးလေးကိုပျော်စရာကောင်းတဲ့မင်္ဂလာပွဲလေးကျင်းပပေးကြတယ်။ယခုချိန်ကစပြီးညီကို၃ယောက်နဲ့မင်းသမီးလေးကိုငားရဲ့တောင်းရင်အကြံပေးပညာရှိများဖြင့်ခန့်အပ်လိုက်တယ်လို့ဘယင်ကြီးကအမိန်ချလိုက်လေးတယ်။ဒီနေ့အတွက်ဇလန်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ရက်တွင်မှလည်းကောင်းနွေရာလေးရင်နဲ့ဘ ഹു တုတ္တဖြစ်စေမယ့်အကြောင်းအရာလေးတွေကိုတင်ဆက်ပေးဦးမှာမို့ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်အားပေးကြဖို့မမေ့ကြနဲ့နော်။အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်။